ယခုရောက်ရှိနေတာကတော့မန္တလေးမြို့စိမ်ပိုင်းရက်ကတဲကြီးရက်ဖွဲ့ကိုရောက်ရှိနေတာဖြစ်ပါတယ်ဒီမှာဆိုရင်ကျွန်တော်တို့ငလင်လောက်တဲ့ရက်ပေါ့မလ28ရက်နေ့ကငလင်တန်နဲ့အတူမိဘတန်ကိုပါတခါလေးခန်းစားခဲ့ရတဲ့တဲကြီးရက်ဖွဲ့ကိုရောက်ရှိနေတာဖြစ်ပါတယ်ဒီမှာဆိုရင်ကျွန်တော်တို့အဲအိမ်တော်စု400ခန်းလောက်လူရေ2000ခန်းလောက်ဒီနေထိုင်တဲ့အိမ်ယာဒီအကုန်လုံးမိလောက်ချောင်းကုန်တယ်လို့ကြားသိရတယ်ဒီမှာဆိုရင်ကျွန်တော်တို့ရှိမှာဒီမြန်ပြည်ဘက်ကနေပြီးတော့မှလာလူတဲ့လူရှင်တွေ ရပါတော့။ရောက်နေတယ်ဒီမှာကျွန်တော်တို့အပီနေရထိတော်လာလူကြတယ်ပေါ့ကျွန်တော်မန္တလေးကိုပေါ့လေဒီမှာဆိုရင်ဒါစနေလကြတန်းစီပြီးတော့အလူပစ္စည်းကိုလက်ခံရယူနေရနေထားတာဖြစ်ပါတယ်။ဒီမှာဆိုရင်လူကြီး2000ခန်းလောက်ရှိရဆိုတော့လေဒီလားဒေတာခန်နေပေါ်ပြချက်အရာပေါ့ဒီတချို့လဲဒီရက်ွက်ထဲမှာဒီမိမလောင်နဲ့အိမ်နေငလင်ချောင်းဒီပြတ်ပြစမမရှိတဲ့အိမ်နေကိုယ့်ရဲ့အတိမိတ်ဆွေအိမ်နေမှာတွားပြီးတော့ဒီအပေါ်ပါဆွန့်နေရတယ်ပေါ့ ဒီကြီးလုံးရင်ဒါအခက်အခဲဖြစ်သွားတဲ့အတွက်ဒီကျွန်တော်တို့ဒီစိန်ပန်းရကားဒီတဲချင်းကခြေဖို့ခုံကြီးချောင်းမှာရှိတဲ့အင်သာကိုလာပြီးတော့ဒီလူကြီး2000နီးပါးလောက်ကအသုံးပြုနေရတဲ့အခြေအနေလို့ပြောတယ်ခင်ဗျာဒါဒီကအကိုပရဟိတအကိုအဲတယောက်ကကျွန်တော်ဒီအင်သာလေးကိုအိုင်လန်ပြတ်တမယ်လို့ပြောတယ်ခင်ဗျာအချက်တော့တွားကြည့်အောင်ခင်ဗျာလက်ရှိမှာပေါ့လိုအပ်တဲ့ ရင်လုံနေတာတွေကိုထပ်တိုးဆောင်နေတဲ့နေရာပဲဖြစ်ပါတယ်အခုအခုဘယ်နှလုံးဆောက်ပြီးသွားပြီလဲခင်ဗျအခုလက်ရှိကတော့ပြီးတာတော့၃လုံးပြီးသွားပြီဟော၃လုံးပြီးသွားပြီဘယ်နှလုံးဆောက်မှလို့ကြားလဲအလုံး20အလုံး20တောင်ဆောက်ဟုတ်ဟောဟုတ်ကဲ့ဗျဟုတ်အလုံး20အလုံး20ရပါဒီလူကြီးနေရောလောက်မယ်လို့ထင်လားကိုထက်လို့မလားဗျဆရာတော်ပြောတာတော့လူရင်ထက်လူခံမယ်လို့ပြောဟောလူရင်ထက်လူခံမယ်ဟောဟုတ်လူမဲ့လူရင်တော့ထက်လူလူသေးရေပေါ့နော်ဟုတ်ဒီလူကြီးနေဆိုရင်တော့ထက်တော့လူအောင်မဲ့ပုံလူအောင်မဲ့ပုံပေါ့ ဟုတ်ကဲ့ပါဒါကအခုလက်ရှိပြီးထားတဲ့၃လုံးပေါ့နော်ဟုတ်ကဲ့ခွာဘေးကနေတော့အပေါ်ကနေမိုးကာဗန်နာကြီးတော့မလောက်ရသေးဘူးမလောက်ရသေးဘူးဥပမာတော့ကျွန်တော်တို့အဲထပ်တူးနေတော့ပေါ့နော်ဆောက်တူးနေတော့ဟောဟုတ်ကဲ့ပါခုဆွမ်းနာတူးတဲ့နေရာလေးတစ်ချက်လားဟုတ်ဒါတော့လက်ရှိကျွန်တော်တို့အလင်းတိုင်ရောမိဘတိုင်ရောခံစားခဲ့ရတဲ့တဲချင်းကဒီမိဘပြည်သူတွေအတွက်အလူရှင်တွေနဲ့ဒါဒီကဆရာတော်တန်ဃာတော်တွေနဲ့နေပြီးတော့မှဒီ ဒါကလောလောဆယ်ကျွန်တော်တို့ဒီဘုံကြီးเจ้าကညင်တော်အင်နာ အရေးအတွက်ပဲဖြစ်တယ်။အေးလုံးပဲရှိတယ်။ဒီမှာကျွန်တော်တို့အားလုံးစုပြုံပြီးတော့တုံးနေရတယ်ပေါ့အင်နာစု400နေပါလောက်ကဒါကျွန်တော်တို့ဒီညင်တော်အင်နာတူးနေတဲ့နေရာကိုသွားကြည့်တာဖြစ်ပါတယ်။ဟိုဒါတူးနေတာပေါ့နော်။ဟုတ်ဒါတူးနေတာဟုတ်ကဲ့။အဲဆိုကျွန်တော်တို့ဒါလွယ်တဲ့ညင်တော်အင်နာတွေတူးနေတဲ့နေရာပဲဖြစ်ပါတယ်။ ွှွန်ရေပါရယ်နော်ဟုတ်ဟုတ်ရွှွန်နေလေပါမိုးရွာထားတာကိုနော်မိုးတဲ့ရွာတယ်မိုးတဲ့ရွာတယ်အဒီနားလေးမှာအလုံး20တူးမှာပေါ့နော်ဟုတ်ဒီနားလေးရယ်ဒီပတ်ပတ်လေလေပြောတယ်ဟုတ်ဟုတ်ကဲ့ဟုတ်ဘုန်းကြီးကျောင်းရဲ့အနောက်ထဲကျမှာပေါ့နော်ဟုတ်ဘုန်းကြီးကျောင်းနောက်ထဲဟုတ်ကဲ့ဟုတ်